အန်တီတို့မိတ်ဆွေလိုနေရတဲ့ဟိုကြီးကြီးပေါ့ရွှေနှန်းတော်ပွဲမှာအန်တီတငယ်ချင်းဒိုင်းမွန်ကွင်းကနေဖိတ်ကြားရတဲ့အန်တီတို့ကအဲ့မှာဂျွန်လွင်အဲ့ရွှေနှန်းတော်ပွဲလေးမှာမင်းညမမင်းညမပလာဇာမှာပေါ့နော်အဲ့မှာအန်တီတို့ရှောက်ခွင့်ရတဲ့ချိန်မှာအန်တီတို့ကတမိလေးကိုအဲ့အဲ့ရနေစပြီးတော့ဒီရလေးပိုးဝင်သွားပြောရမှာပေါ့နော်အန်တီတောင်ရင်ခုန်တဲ့ဒီဇိုင်နာနှစ်ယောက်နဲ့သူ့ကို ဝစ်စုံကိုလည်းကောင်းကောင်းလေးစီစဉ်ထားတယ်။သမီးလေးကိုလည်းဟောနော်တိတိပို့ပြီးတော့မျက်နှာကိုရှင်လန်းတက်ကြွပြီးတော့ပေါ့နော်နေပြီးတော့ဝင်ရောက်ရှင်ပြိုင်ဖို့ပေါ့နော်အဲ့လိုမျိုးတွေလည်းအန်တီတို့စူတောင်းပေးထားပါတယ်။တော်တော်လေးတော့ support လုပ်ပေးထားတယ်ဝစ်စုံကိုအခုအဲသူတို့ဝစ်စုံပေါ့နော်ပြိုင်တဲ့ဝစ်စုံတွေတစ်စုံကိုအဲ30 40လောက်ပေးရပါတယ်။အဲ့ဒါတွေကိုအန်တီတို့ကပေါ့နော်တစ်စုံမဟုတ်တစ်စုံဖြစ်အောင်လို့၃စုံလောက်ချုပ်ထားပါတယ်။ဒီနေ့ရတနာတွေကတော့ဒီနေ့ဟောပြိုင်ပွဲမှာတော့ဟိုအထူးတက်လေတော့ ဒီလောက်ကြီးမဟုတ်ပေမဲ့စီရင်ပေးထားပါတယ်ရွှေနန်းတော်အနေအန်တီတို့စပွန်ဆာပေးထားပါဗောနော်။အော်ရွှေနန်းတော်ကပေးတဲ့ဟာဆိုရင်တော့9000လောက်ရှိပါတယ်။ ဟာခါကိုစားပြုပြိုင်တာပါသမီးလေးနဲ့မရတော့အိမ်မူးတွေ့အောင်ဖြစ်ပါတယ်အသက်က22နှစ်ပါဩသမီးကိုပေးထားတဲ့သမီးကိုချစ်တဲ့လူတိုင်းသူ့ရဲ့ကျူအာကုတ်ကလေးထဲမှာဗုတ်တင်လဲပေးလို့ရပါတယ်ဟိုဒီ MGM ရဲ့ page ပေါ့နော် Miss Grand ညီမရဲ့ page ကနေ like လေးတွေအသေးလေးတွေလည်းတမီးကိုချစ်တဲ့လူတွေဝိုင်းရင်လို့ရပါတယ်ရှင်အန်တီတမီးလေးကအရင်တော့အိမ်ထဲမှာပဲသူ့အတူလေး သူ BBA တက်တယ် MBA တက်တယ်ကျောင်းပြီးတဲ့အိမ်ထဲမှာအန်တီကသူ့တယောက်တည်းတူးပြီးတော့သမီးလေးပေါ့အိမ်ထဲမှာနေပြီးဒီလို exam or တက်နိုင်အောင်ဒီလိုတွေလမ်းတွေရှောက်နိုင်အောင်အများကြီး supporting တွေပေးပြီးတော့မှလေ့ကျင့်သင်ပေးခဲ့တာပေါ့သူလဲဝါသနာပါတာပေါ့နော်အဓိကတော့အန်တီတို့ကအမှုပညာနယ်ပယ်ရတော့မဟုတ်ဘူးတမီးလေးကဝါသနာပါတဲ့အတွက်အန်တီကနောက်ကဟိုပါပေါ့ပံ့ပိုးပေးတာပါအန်တီတို့မိတ်ဆွေလိုနေရတဲ့ဟိုကြီးကြီးပေါ့ရွှေနန်းတော်ပွဲမှာ အန်တီတငယ်ချင်းဒိုင်းမွန်ကွင်းကနေဖိတ်ကြားတဲ့အတွက်အန်တီတို့ကအဲ့မှာဂျွန်လွင်အဲ့ရွှေနန်းတော်ပွဲလေးမှာမင်းကြီးမမင်းကြီးမပလာဇာမှာပေါ့နော်အဲ့မှာအန်တီတို့ရှောက်ခွင့်ရတဲ့ချိန်မှာအန်တီတို့ကတမိလေးကိုအဲ့အဲ့ရနေစပြီးတော့ဒီရလေးပိုးဝင်သွားပြောရမှာပေါ့နော်အဲမေမစ်ဂရန်ညီမပိုးလေးဝင်သွားပေါ့အန်တီတောင်ရင်ခုန်တဲ့ဒီဇိုင်နာနှစ်ယောက်နဲ့သူ့ကိုဒီပေါ့နော် ဒီဝစ်စုံကိုလည်းကောင်းကောင်းလေးစီစဉ်ထားတယ်။တမီးလေးကိုလည်းဟိုဘောနော်တီးတက်ပို့ပြီးတော့မျက်နှာကိုရှင်လန်းတက်ကြွပြီးတော့ဘောနော်နေပြီးတော့ဝင်ရောက်ရှင်ပြိုင်ဖို့ဘောနော်အဲ့လိုမျိုးတွေလည်းအန်တီတို့ဆူတောင်းပေးထားပါတယ်။သူ့ကိုလည်းအားလုံးကဝိုင်းပြီးတော့ဘောနော် အားလုံးကမိတ်ဆွေတွေရောအကုန်လုံးမိသားစုတွေရောအားလုံးကသူ့ကိုအားလုံးဝိုင်းဝန်းပြီးတော့စိတ်ခွန်အားတွေပေးထားပါတယ်။တော်တော်လေးတော့ support လုပ်ပေးထားတယ်။ဝစ်ဆောင်ကိုအခုအဲသူတို့ဝစ်ဆောင်ဘောနော်ပြိုင်တဲ့ဝစ်ဆောင်တွေတစုံကိုအဲ30 40လောက်ပေးရပါတယ်။အဲ့ဒါတွေကိုအန်တီကဘောနော်တစုံမဟုတ်တစုံဖြစ်အောင်လို့30လောက်ချုပ်ထားပါတယ်။ဒီနေ့ရတနာတွေကတော့ဒီနေ့ဟိုပြိုင်ပွဲမှာတော့ဟိုအထူးတလဲတော့ဒီလောက်ကြီးမဟုတ်ပေမဲ့စီရင်ပေးထားပါတယ်။ရွှေနန်းတော်အနေနဲ့အန်တီတို့ ပွန်ဆာပေးထားပါဘောเนาะ။အော်ရွှေနန်းတော့ပေးတဲ့ဟာဆိုရင်တော့9000လောက်ရှိပါတယ်။သူကတော့အစကတည်းကဒီအမှုပညာကိုဘာသနာပါတယ်။အန်တီကကျတော့ဟိုပညာရေးကိုဦးစားပေးစေ။ဒါမဲ့သူအမှုပညာပါတဲ့ဟာကိုလည်းအန်တီကနောက်ကဆက်လက်ပြီးတော့ဇကားတွေရိုက်ဖို့လို့ကဘာဆောင်းတွေထုတ်ဖို့အန်တီအားလုံးစီစဉ်ပေးထားပါတယ်။အတာရောဘောเนาะဆောင်းရောနှစ်ခုလုံးကိုသူသွားမယ်လို့တော့ပြောထားတယ်။ဘယ်ဘက်ကနေပို့ပြီးပြိတ်သက်များမလဲဆိုတော့အန်တီတို့လည်းဟိုအားလုံးပါဗော။အန်တီကတော့သူ့ကိုဒီကဘာဆောင်းလေးဆိုတာကိုပို့ပြီးတော့အန်တီက ဟိုပို့ပြီးတော့ဖြစ်စေချင်တာပေါ့เนาะဖြစ်ထူးစေချင်တာပေါ့မိန်ကလေးတယောက်အနေနဲ့ဒီဘယ်ဘယ်ပွဲဝဲသွားသွားတချင်းဆိုတဲ့တဲကတဲ့တဲဆိုတာမိန်ကလေးတယောက်အတွက်ဒါပွဲလေတင်တယ်လေဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါလေးကိုတော့အန်ဒီယာသူ့အမြဲတမ်းအိမ်မှာညီမကလည်းတင်ခိုင်းတယ်အဲ့တချင်းဆိုလေးလည်းလေ့ကျင့်ခိုင်းတယ်ပေါ့အဲ့ဒါလေးကတော့အเจ้าသူဘွားတဲ့အန်ဒီယာအကုန်လုတ်ခိုင်းတာပါ မျောလင့်ထားလဲအင်းအများကြီးတော့မျောလင့်တာပေါ့တပည့်ရားမရတော့မသိဘောကိုတမီးကဥဆုံးပွဲဆိုတော့လေအန်တီလဲမှန်းတာပေါ့အများအမြင်အမြင်ဆုံးတော့မှန်းထားတာပေါ့တမီးရားမရတော့ပဲသိဘောနော်ဒီကတော့ပြောထားတယ်တမီးကစူးစမ်းအောင်မှာပြိုင်ပွဲလေလို့ကျန်တာဒီ Miss Grand ညမှာပွဲကြီးကိုလုတ်ပေးတာဒါကိုမိသားစုဝင်နေလေဘသူရဲ28ယောက်ထဲမှာဝင်သွားတဲ့ရတဲ့လူတွေအားလုံးကကိုတမီးလေးတွေပဲလေအန်တီကအားလုံး28ယောက်အတွေ့ရောကိုတမီးတွေ့ရောလာအားပေးတာပါ ဒီပွဲဖြစ်မြောက်ရေးလုပ်ပေးတဲ့ကို brand sign တော်ကိုလည်းကျေးဇူးတင်ပါတယ်။အဲဆိုဒါ anti hero ရဲ့ဒါမိသားစုတွေပဲလေ။ anti hero ဒီပွဲကြီးကိုဖြစ်မြောက်အောင်အလုံးဝိုင်းဝန်းလုပ်ကြတဲ့မိသားစုတွေဖြစ်တဲ့အတွက်ဒီပွဲကြီးဒီလိုဒီနေ့အောင်အောင်မြင်မြင် fight နဲ့မှဒီလိုစီစီကာကာကြီးအောင်မြင်တာကို anti ya ဝမ်းသာပါတယ်လို့ဟာခါမလေးကိုအားပေးမဲ့ပရိသတ်ကိုလည်းအများကြီးအားပေးဖို့ anti ya ဒီကနေတောင်းဆိုချင်ပါတယ်လို့နော်။ anti hero ကိုလည်းချစ်ပေးဖို့ပေါ့။သမီးတို့ကိုလည်းကျေးဇူးတင်ပါတယ်။ကျေးဇူးပါ